ယ်နော်နည်းနည်းပေါ့ဖြစ်ကြတယ်နှလုံးသားကြီးအုံတော့မပါရလို့ရများတယ်လေကိုဘေးကလူတွေပြောပါတယ်ချိန်လုံးကတော့အဲ့လိုငငယ်တုန်းကတော့နှလုံးသားကြီးပြီးအုံတော့ပါမလာတဲ့ဇလန်းလေးတွေကတော့ကိုလည်းရှိမှုပဲပေါ့ဒါပေမဲ့အရွယ်ရောက်သွားတော့အဲ့ဒါတွေကပုံမြင်နေပါဟာသားတွေဖြစ်သွားပါတော့နော်ဘောမွေးဖွာလာတာနှလုံးသားကြီးပြီးအုံတော့ပါမလာအခုတော့ပြောနေ ုပါဘူးလားအခုကတော့အဲ့လို balance ဖြစ်သွားတာပေါ့။အုံနောက်ကလည်းဒီတိုင်း50ဆိုနှလုံးသားကလည်း50ပေါ့။အကုန်လုံး balance ဖြစ်သွားတာ။ဖေမောအသေးခွဲရအောင်ငငယ်ရပဲကိုရပေါ့။အရွယ်ကြီးလာတော့အသေးခွဲရတဲ့အရေးကြီးရရအများကြီးဖြစ်သွားတော့အဲ့ဒါကြီးကတိတ်ရင်ကြီးရော။ Republic ရဲ့ 10th anniversary ပေါ့နော်။မေယာဒီပွဲလေးမှာအဲတချင်းစုပြောပြရပါတော့။ဟုတ်။ Hmm အဲ့လိုအမတ်တရားတွေကတော့ဖြစ်ခဲ့ပါတယ်။မေလည်းအဲ့လိုပြိသက်ဟိုကြိုက်ပါစေ၊ပောက်ပါစေလို့ဟိုအရင် focus ထားခဲ့ရတော့မဟုတ်ဘူးเนาะအဓိကကတော့မေကြိုက်တဲ့သချင်းလေးတွေမေရဲ့ရင်ထဲမှာရှိတဲ့တချို့အကြောင်းအရာလေးတွေဟိုပြိသက်ကို ပေးနှောင်းတယ်ပေါ့ပေးနှောင်းတဲ့အချိန်မှာသူတို့ကလည်းဟိုသူတို့လူချင်းတဲ့ဟာမျိုးလေးဖြစ်နေတဲ့အချိန်မှာဟိုအကြိုက်တူကြရပေါ့နော်အဲ့လိုဆောင်မတတ်ပါအဲ့လိုတော့မဟုတ်ပါဘူးတစ်ခါလေကြတော့လေသူ့အချိန်ပေါ့နော်လူတစ်ယောက်ကတစ်ခါလေကြရင်သူ့အချိန်ဆိုရှေ့ရမှာအဲ့လိုတစ်ခါလေအဲ့ခုနပြောရဲပေါ့နော်ဒီတချင်းကောင်းဝင်မဲ့လည်းမရောက်သေးဘူးဆိုတာတစ်ခါလေသူ့တိုင်မင်ပေါ့တိုင်မင်အချိန်မရောက်လာသေးရင်လေလူကဘလောက်ပဲလုံနေလုံနေအဲ့လိုမျိုးလွဲရရရှိတတ်တယ် အဲ့တော့ကိုကအဓိကကတော့မဆုံးမနစ်စူးစမ်းနေဖို့ပဲပေါ့မိရဲ့စိတ်ထဲမှာရှိရကိုကနံပါတ်1 effort ထုတ်နေရမယ်စူးစမ်းနေရမယ်ကိုရဲ့အမှုပညာကိုဘယ်သူတွေပါပြောပြောဘာမှမလျှော့ပဲနဲ့ပြိတ္တအတွက်ပေးမယ်ဆိုရင်တိုင်ပင်ရောက်လာရနေကြရင်တော်သူဖြစ်သွားမယ်လို့တော့မိကတော့ထင်နေပေါ့နော်ဒါအားလုံးတော့ပါဟုတ်ဟုတ်တယ် TikTok ကတော့ဆက်လက် music ကတော့ပို့ပြီးရောက်တယ်နော်အဲ့လိုဆိုတော့ပြောပါတယ်အဲ့လိုကိုကြည့်ရမဟုတ်ပေမဲ့လေဘေးကကိုရဲ့ make up artist တို့ ကိုယ့်ရဲ့ manager ဘာညာသူတို့တွေကြည်နေနေကိုယ့်သချင်းနဲ့နေကြတော့လေပြောပါတယ်ကိုလိုပဲပါကိုလိုပဲပါအဲ့လိုနေနော်နည်းနည်းပါဖြစ်ကြတယ်လုံသားကြီးအုံတော့မပါဘူးလို့ရအများရလေကိုဘေးကလူတွေပြောပါတယ်ရှေ့ဆက်ဖို့အတွက်ကတော့ခွန်အားတွေကတော့အများကြီးပဲရပါတယ်အဓိကတော့ကိုလှုပ်တဲ့အရာလေးတွေကိုအတိမတ်ပြုတ်ပေးရတဲ့သူရှိတာလေပိုးပြီးလှုပ်လှုပ်ချင်စိတ်ပိုးဖြစ်တာပေါ့နော်မဟုတ်ရင်တော့လည်းအားငယ်နေရတာပေါ့ဒါပေမဲ့လည်း အဲ့လိုပေါ့တချေတပုတ်ရောက်တည်ဖြစ်စေမရောက်တည်ဖြစ်စေကျွန်တော်ကတော့ကိုကိုပြကျင်တဲ့ဟာလေးတွေကိုတော့ဆက်ပြီးတော့စူးစမ်းနေအောင်ပါပေါ့ဟုတ်ဟုတ်မပါဘူးတစ်ချိန်ရပါတစ်ချိန်တစ်ချိန်တော့ကတော့အဲ့လိုငငယ်တော့ကတော့နှလုံးသားကြည့်ပြီးအောင်တော့ပါမလာတဲ့ဇလန်းလေးတွေကတော့ကိုလည်းရှိဘူးပဲပေါ့နမအရွယ်ရောက်သွားတော့အဲ့ဒါတွေကပုံမြင်နေပါဟာသားတွေဖြစ်သွားတာပေါ့နော်အခုတော့အောင်တော့ကြည့်နေတော့ပါသေးပါလား အခုကတော့အဲ့လို balance ဖြစ်သွားတာပေါ့အုံနောက်ကလည်းဒီတိုင်း50ဆိုနှလုံးသားကလည်း50ပေါ့အကုန်လုံး balance ဖြစ်သွားအေးမအသေးခွဲရောငငယ်ရပဲကိုရပေါ့ရွယ်ကြီးလာတော့အသေးခွဲရတဲ့အရေးကြီးရရအများကြီးဖြစ်သွားတော့အဲ့ဒါတွေကတိတ်ရင်းကြီးရောအဲ့လိုအသေးခွဲရမယ့်ကိစ္စတွေတိတ်မလုပ်တော့ကိုမခံစားနိုင်အစားရတော့မစားတော့အဲ့လိုအဲ့လိုမျိုးပေါ့အခုကဒါဒီလိုလက်ကြောက်ခဲ့ပဲပေါ့อืม ဆယ်ထဲပဲလို့တော့မပြောပါဘူးဒီရွယ်ကြီးကြမှာတော့ရောက်ထဲပဲပြောလဲယုံမှာမဟုတ်ဘူးလေဒီအဲ့လိုဆိုတော့အဲ့ဒါကတော့လေအဲ့လိုအလွမ်းဆွေးတက်ခံရှိရယ်အမြဲတမ်းအဲ့လိုဝမ်းနည်းမှုတွေကကြတော့လူတွေရဲ့ရင်ထဲမှာအမြဲကိန်းအောင်နေတာဆိုတော့ပြပျော်ဖို့ဆိုရင်ဒါလူတွေကခက်ခဲကြတာလေပျော်တဲ့ feeling ကို express လုပ်ဖို့ဒါခက်ခဲကြတာဝမ်းနည်းမှုကကြတော့အသေးပွဲရမှာမဟုတ်ဘူးရှင်ထဲမှာအမြဲရှိနေပြီလားဆိုတော့အဲ့လိုဖြစ်သွားတယ်အဝမ်းဘယ်ရ ။ဘာမှမဘူးအကုန်လုံးကြိတ်ကြပါရတယ်။အကုန်လုံးကသူတို့လည်းဝမ်းနည်းမှုရှိမှာပေါ့။အာပရိသတ်တွေအကုန်လုံးစိတ်ချမ်းသာပြီးတော့ကြွချမ်းပါပါစေ။မိရဲ့သင်းလေးတွေကိုလည်းနားဆင်ပြီးတော့အာဒီမှာပြုပေးကြတဲ့သူတွေအကုန်လုံးလည်းမိရဲ့ကျေးဇူးတင်ပါတယ်။အခုဒီ Hair Republic အာလည်းဆယ်နှစ်ပြည့်မှာဒီနောက်နှစ်ပေါင်းများစွာအောင်မြင်မှုရပါစေလို့မိရဲ့ဆုတောင်းပေးပါတယ်။